မင်္ဂလာပါရှင်ဒီနေ့စရဘရန်တင်ချာအကျွဲချက်ကအခန်းနှစ်နေ့သမ3တုဒ္ဒဆဝဲကင်းများခွဲခြင်းကိုဆက်ပြီးရှင်းပြပေးမှာဖြစ်ပါတယ်တုဒ္ဒဆဝဲကင်းများခွဲခြင်း prime factorization အဲ့တော့တုဒ္ဒဆဝဲကင်းခွဲတယ်ဆိုတာကနောက်ဆုံးတုဒ္ဒကင်းဖြစ်တဲ့အထိခွဲပေးရမယ်ဟုတ်ပြီနော်အဲ့တော့ဒီ36ကိုဆရာမတို့တုဒ္ဒဆဝဲကင်း ခွဲကြည့်မယ်ပေါ့နော်အဲ့တော့36ကိုနေအမြောက်18ဒါစဝယ်ကိန်းခွဲတာနေအမြောက်18သုံးအမြောက်12လေးအမြောက်9လေးကိုလီ36 66 4 36ဟုတ်ပြီဒီအရေအားလုံးပေါ့နော်2ရေ3ရေ4ရေ9ရေ6ရေ12ရေ18ရေတွေဒီဘာလဲဆိုတော့36ရေစပွဲကိန်းနေဖြစ်တယ် တက်မလွဲသော36ဤစပွဲဂိမ်းများမှာနေ3 4 6 9 7 8 8ထုဖြစ်သည်တဲ့အဲ့တော့ဒီမှာဆရာမတို့နှစ်3ကိုခဏလေးဖယ်ထားလိုက်မယ်နှစ်ရဲ့3ရဲ့ဘာတွေဖြစ်နေလို့လဲဆိုတော့တုတ်ဓာဂိမ်းတွေဖြစ်နေလို့သူတို့ခဏဖယ်ထားလိုက်တဲ့အခါမှာ၄၆၉၁၂၁၈တေကစကွဲဝင်ဂိမ်းနေဖြစ်တယ်။စကွဲဝင်ဂိမ်းနေဖြစ်တာ ဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကိုဆီယမာရောဆက်ပြီးတော့ခွဲလို့ရတယ်။၄ဆိုတာလည်းနေအမြောင်နဲ့ခွဲလို့ရတယ်။ အ6ဆိုတာလဲ3အမြောက်နဲ့ခွဲလို့ရတယ်9ဆိုတာလဲ3အမြောက်3ခွဲလို့ရတယ်အဲ့တော့သူတို့ကိုဆက်ပြီးတော့ခွဲလို့ရသေးတယ်ဒါကြောင့်မို့လို့ဆရာမတော်ကသူ့ကိုထပ်မံခွဲမယ်ဘယ်အထိခွဲမလဲဆိုတော့တုတ်ဒဂိန်းနေရတဲ့အထိခွဲမယ် ဟုတ်ပြီနော်အဲ့တော့သုံးဒဆခွဲဂိမ်းခွဲပါဆိုတာဆရာမတို့ကတစ်ဆင့်ပြီးတစ်ဆင့်ခွဲရင်ခွဲနဲ့နောက်ဆုံးသုံးဒဂိမ်းနေကြီးပဲရတဲ့အထိခွဲမယ်ဒီမှာကျတော့ဆခွဲဝင်ဂိမ်းနေပါနေသေးတယ်သူတို့ကိုချက်ပြီးတော့ခွဲလို့ရတယ်သေးတယ်ဟုတ်ပြီနော်တင့်မလွဲတော့36ဤဆခွဲဂိမ်းများဒီနှစ်တေသုံးနေအတွက်ကတော့သူတို့ရဲ့ဆခွဲဂိမ်းက1ရက်2အတွက်ဆိုရင်1ရက်2ရက်ပဲရှိမယ် သုံးဝက်ချက်ကတော့တစ်ရဲသုံးရဲပဲရှိတယ်။ဒါတွေကြတော့ခွဲလို့ရသေးတာမလို့သူတို့တွေကိုထပ်ပြီးတော့ခွဲမယ်။နောက်ဆုံးဘယ်အထိခွဲမလဲဆိုတော့စတော့ကြဂိမ်းနေကြီးတယ်ဖြစ်တဲ့အထိကိုခွဲမယ်။ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ဆရာမတို့36ကိုစပြီးတော့ခွဲကြည့်အောင်ခုနအပေါ်မှာနှစ်အများ16အစီမှာခွဲထားတယ်ဒါဆိုရင်ဒီနှစ်ဆိုတာကတုဒ္ဓဂိမ်းဖြစ်တဲ့အတွက်ကြောင့်သူ့ကိုဆက်ပြီးခွဲလို့မရတော့16ကိုခွဲမယ်အဲ့တော့16ကိုလည်းနှစ်အမြ နဲ့948အ sorry 948ဘီကိုဆရာမမဝိုင်းဘူး948နှစ်ကလည်းတုဒ္ဒကိန်းဖြစ်သွားပြီဆိုတော့တို့ခွဲလို့မရတော့ကိုကိုခွဲမယ်3ဝမ်းမြောက်3 349ဒါဆိုရင်ဆရာမတို့အခုခွဲလိုက်တာကနှစ်ရဲ့နှစ်ရဲ့3ရဲ့3ရဲ့ဝိုင်းထားတဲ့ဟာတွေနော်နှစ်အမြောက်နှစ်အမြောက်3အမြောက်3နှစ်အမြောက်နှစ်အမြောက်3အမြောက်3 သုံးဒါဒီအားလုံးက36ရစီတယ်ဒါတွေအားလုံးဒီတုတ်ဓာအစခွဲကိန်းနေဖြစ်တယ်ဟုတ်ပြီနော်တုတ်ဓာကိန်းနေဖြစ်တဲ့အတွက်ကြောင့်မလို့တုတ်ဓာကိန်းနေထီရောက်အောင်ခွဲခြင်းကိုတုတ်ဓာစခွဲကိန်းခွဲခြင်းလို့ခေါ်တယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာမြောက်ကြည့်လိုက်1နဲ့4 4 3 4က7နဲ့7နဲ့3 4က 36နဲ့အဲ့တော့ကိုလိုချင်တဲ့အဖြေက36ရရတယ်။ဒါပေမဲ့ခွဲတဲ့အချိန်မှာဘယ်ထိခွဲရမလဲဆိုတော့သုံးကြဂိမ်းနေချီတဲ့ရတဲ့အထိခွဲပေးရပါမယ်။ဟုတ်ပြီနောက်တစ်ခုဆက်ခွဲမယ်။3အမြောက်7နဲ့32လေး36သုံးကိုဆက်မဝိုင်းထားတယ်သူဒီသုဒ္ဓဂိမ်းဖြစ်လို့7နှစ်ကိုခွဲမယ်2 6 4 7လေး7နှစ်6ကိုဆက်မတော့မဝိုင်းတော့2 6လေး7နှစ်6ကိုထပ်ခွဲမယ်2 3လေး6 2 6 4 7 ဟုတ်ပြီဒါဆိုလို့ရှိရင်ဆံမတို့ခွဲလိုက်တာအကုန်လုံးဒီတုတ်တာကိန်းနေရသွားပြီ၃အမြောက်၄အမြောက်၄အမြောက်၃အဲ့တော့အဲ့မှာဆံမတို့အစင်လိုက်ရေးမယ်၄အမြောက်၄အမြောက်၃အမြောက်၃ခုနလိုပဲဟုတ်ပြီနော်၄အမြောက်၄အမြောက်၃အမြောက်၃ဟုတ်ပြီနောက်တစ်ခုဆံမတို့36ကိုဘာနဲ့ခွဲခဲ့လဲဆိုတော့၄၉၃6ဟုတ်ပြီအဲ့တော့၄ကိုလည်းဆံမတို့ခွဲလို့ရတယ်၄အမြောက်၄ အမြောက်ကိုကိုလက်ချက်မလို့ခွဲလို့ရတယ်၃အမြောက်၃ဒါဆိုလို့ရှိရင်ဒီမှာဒီတခါတည်းပဲတုတ်တာကိန်းနေရသွားပြီဒါကြောင့်မို့36ကိုဘယ်လိုခွဲလဲဆိုတော့2အမြောက်2အမြောက်3အမြောက်3ဟုတ်ပြီနောက်တစ်ခုဒီဆံမတို့က36ကို6အမြောက်6နဲ့ခွဲခဲ့ထားတာ36ညီမြချင်း6အမြောက်6အဲ့တော့6ကိုဆံမတို့ခွဲမယ်2အမြောက်3 2 3 4 6 ပြီးတော့ဒါလည်းနဲ့3လီ6ဒါဆိုခုနလိုပဲ summary ရသွားပြီနဲ့အမြောက်နဲ့အမြောက်၃အမြောက်၃အဲ့တော့နောက်ဆုံးဘယ်အထိရအောင်ခွဲမလဲဆိုတော့တုတ်တဂိင်းနေထိရအောင်ခွဲပေးခြင်းကိုတုတ်တဆောက်ခွဲဂိင်းခွဲခြင်းလို့ခေါ်တယ်ရပြီနော်ဆောက်ွဲဝင်ကိန်းတစ်ခုကိုအဲ့တော့ဆောက်ွဲဝင်ကိန်းเนี่ยဘယ်ရဆောက်မလဲဆိုတော့၄ရနဲ့ဆောက်ဟုတ်တယ်နော်ခွဲလို့ရတဲ့ကိန်းนี่၄ရ6ရ အကူရဲပေါ့နော်ရှေးရဲဒါမျိုးတွေကဒီစကွဲဝင်ကိန်းတွေဖြစ်တယ်အဲ့ဒီကစကွဲဝင်ကိန်းတစ်ခုကိုတုတ်ဓာကိန်းတို့ဤမြောက်လက်တုတ်ဓာကိန်းတွေကြီးတဲ့မြောက်တဲ့မြောက်လက်တွေနဲ့ဖော်ပြခြင်းကိုတုတ်ဓာစကွဲကိန်းခွဲခြင်းဟုခေါ်တယ်တဲ့ရပြီနော်ဒါဆိုလို့ရှိရင်ပုံစံတွဲနှင်84ကိုတုတ်ဓာစကွဲကိန်းများခွဲပြပါဟုတ်ပြီအဲ့တော့84ကိုတုတ်ဓာစကွဲကိန်းခွဲမယ်84ညီမြချင်း အဲ့တော့သူ့ကိုအရင်ဦးဆုံးနှစ်အမြောက်အဲ့တော့နှစ်နဲ့ပါနှစ်မြောက်ရင်84ရရတယ်လေနဲ့လေးလီရှစ်နှစ်နဲ့လေးလေးဟုတ်ပြီအဲ့တော့ဒီမှာနှစ်ကိုဒီတိုင်းထားမယ်ဆရာမတို့ကနော်42ကိုထပ်ခွဲမယ်နှစ်နဲ့ပဲခွဲမယ်နှစ်အမြောက်ဒါတော့42ကိုဆရာမတို့နှစ်နဲ့စားကြည့်မယ်နှစ်နဲ့လေးလေးနှစ်တက်လေးနှစ် ဆက်ခွဲမယ်နှစ်အမြောက်နှစ်အမြောက်21ကိုကဆရာမတို့သုံးနဲ့မှရမယ်3အမြောက်ခွန်ကဲဟုတ်ပြီဒီနေရာမှာဆရာမတို့ဒီဒါကိုဆက်ပြီးခွဲလို့မရတော့ဘူးဒါတွေအားလုံးဒီတုဒ္ဒဂိမ့်နေဖြစ်လို့အဲ့တော့သူ့ရဲ့84ရဲ့တုဒ္ဒဆခွဲဂိမ့်ခွဲခြင်းကနှစ်အမြောက်နှစ်အမြောက်3အမြောက်ခွန် ကိန်းများကိုအပြတ်စားရန်စမ်းသက်နည်းများအဲ့တော့ဒီမှာဆရာမက main point လေးတွေကိုပဲပြောထားတယ်အဲဒါလေးတွေကိုပဲဆရာမဆက်ပြောမယ်ဟုတ်ပြီနော်အဲ့တော့ကိန်းတွေကိုအပြတ်စားလို့ရလားမရလားဆိုတော့ဘယ်လိုစဉ်းစားမလဲတဲ့တဘာဝကိန်းတစ်ခုဒီတုံညှဖြစ်အဆုံးသက်လျင်ထိုကိန်းကို30ဖြစ်စားရပြတ်ဒါကလေးလို့တည်ပြီးသားပဲဥပမာ30အဲ100 90ຕົງຍາດີນະອະສົງຕັດແມ່ບໍນໍດາສະລຸຊິຍ3 30ນະສາລຸປຽດແດ່ນາຕະຄູກະຕະບາວະເກງຕະຄູທີ່ တုံညတို့မဟုတ်ငါးဖြစ်အဆုံးသက်လျင်ထိုကိန်းကိုငါးဖြစ်စာရွေးဖြစ်သည်ဥပမာ90တုံညနဲ့ဆုံးတယ်ဒါသည်ငါးနဲ့စာလို့ဖြစ်တယ်20နဲ့ငါး30နဲ့5 15ဒါ9တွေနဲ့ဆုံးတဲ့ကိန်းရလဲ9နဲ့စာလို့ပြတ်တယ်။ဒါဆိုရင်ဒီနှစ်ချက်ကဘာလဲဆိုတော့3ညနဲ့ဆုံးလို့ရှိရင်30နဲ့စာလို့ပြတ်ပြီးတော့မှ3ညတော့မဟုတ်9နဲ့ဆုံးလို့ရှိရင်အဲ့ဒီကိန်းကို9နဲ့စာလို့ပြတ်တယ်။နောက်တစ်ခုကတဘာဝကိန်းတစ်ခုဒီဇုံကနန်းဖြစ်လဲရင် စုံကနန်းဖြစ်မယ်ဆိုလို့ရှိရင်အဲ့ဒီ gain ကိုနှစ်နဲ့စာလို့ပြတယ်။ဟုတ်ပြီနော်ဒါကတော့ဘယ် gain မဆိုပါနော်ဥပမာအဲ144 160ဒါစုံ gain ဖြစ်လေလို့ရှိရင်သူကနှစ်နဲ့စာလို့ပြတယ်။ဟုတ်ပြီခုနက10ရယ်9ရယ်2ရယ်ပြီးတော့ဆရာမတို့က3နဲ့စာကြည့်တယ်။3နဲ့3ဖြစ်စာခြင်းအဲ့တော့3လက်စားတဲ့အချိန်မှာဆရာမတို့စဉ်းစားရမှာဒီ သူ့ရဲ့စရိုဂိမ်း၃ရဲ့စရိုဂိမ်းနေပါတော့ဘယ်ဂိမ်းမဆိုပေါ့ဆင်မတို့တကယ်တော့စဉ်းစားကြည့်မယ်ဆိုရင်တော့ပေါင်းလိုက်လို့ရှိရင်၃ရမယ်6ရမယ်9ရမယ်ဆိုလို့ရှိရင်အဲ့ဒါဒီ၃နဲ့စာလို့ပြတ်တယ်ဘယ်ဂိမ်းမဆိုဟုတ်ပြီနော်အဲ့တော့ဒါကတော့၃ရဲ့စရိုဂိမ်းနေရေးထားတယ်ဒါကနန်းပေါင်းလိုက်ရေးထားတယ်စရိုဂိမ်းနေရေးထားတယ်ကနန်းပေါင်းလိုက်ရထားတယ်အဲ့ဒီကဂိမ်းတွေကိုစရိုဂိမ်းတွေကိုပေါင်းလိုက်လို့ပေါင်းလက်က3 6 9ရမယ်ဆိုရင်3နဲ့စာလို့ပြတ်တယ်ဥပမာ3ကတော့ သူရဲ့ပေါင်းလိုက်က3 6ကတော့သူရဲ့ပေါင်းလိုက်က6 9 7ဆိုတာ1ရက်2ရက်ပေါင်းမဲ့3 18က1ရက်8ရက်ပေါင်းတော့9 15 7ရက်9ရက်ပေါင်းတော့6ဒါဆိုရင်ဒါတွေပေါ့နော်3ရက်9ရက်6တွေရရတာဖြစ်တဲ့အတွက်ကြောင့်သူဒီ3နဲ့စာလို့ပြတ်တယ်27 2ရက်1ရက်ပေါင်းတော့3 29 2ရက်9ရက်ပေါင်းတော့9 42 4ရက်2ရက်ပေါင်းတော့6 9ရက်1ရက်ပေါင်းတော့6 63 6ရက်3ရက်ပေါင်းတော့9 96 9ရက်6ရက်ပေါင်းတော့15ဟုတ်ပြီနော်ကိုအပေါင်း6က15 15ဒီ1အပေါင်း9က6ဟုတ်ပြီဒါဆိုလို့ရှိရင်ဒါဘာတွေရလဲဆိုတော့3 6 9ရတာဖြစ်လို့သူဒီ3နဲ့စာလို့ပြတ်တယ်အဘိနအဲ့တော့အောက်မှာလေးတစ်ချက်လေးကြည့်ကြအောင်တဘာဝကိန်းတစ်ခုတွင်ပါဝင်သည့်ကနန်းများဤအဲ့တော့ကိန်းနေထဲမှာပါတဲ့ကနန်းတွေရဲ့နောက်ဆုံးပေါင်းလက်က 3တုံးမဟုတ်6တုံးမဟုတ်ကို3ရက်6ရက်9ရက်ရလို့ရှိရင်အဲ့ဒီ gain ကို3နဲ့စားလို့ပြတ်တယ်။ကိုဖြစ်စားစားခြင်းအဲ့တော့9နဲ့စားမယ်အဲ့တော့9နဲ့စားတဲ့အချိန်မှာဆရာမတို့ရဲ့ဂဏန်းအားလုံးပေါင်းလိုက်ပါတော့ခုနက9ရက်စားတို့ gain တွေကိုပေါင်းလိုက်မယ်သူတို့ရဲ့ဂဏန်းပေါင်းလိုက်ဒီ9ရလို့ရှိရင်9နဲ့စားလို့ပြတ်တယ်။ဥပမာ9ကတော့9ပဲ1ရက်8ရက်ပေါင်းတော့9နှစ်ရခွင့်ရပေါင်းနှစ်အပေါင်းခွန်ကို၃အပေါင်း၆ လေးအပေါင်း59 54 9အပေါင်း49 63ပေါင်းလိုက်တော့9ရတယ်82ခွန်အပေါင်း2က9 81ရှစ်အပေါင်း1 9 1 1တက်ခွန်1အပေါင်း1အပေါင်းခွန်9ရမယ်6အပေါင်း1အပေါင်း2 9ရတယ်တက်ခွန်2ရှစ်မှာလဲ1ရခွန်ရပေါင်းတော့8 8ရနေ့ရပေါင်းတော့30 30ရရှစ်ရပေါင်းတော့18 18ဆိုရင်1အပေါင်း8က9 ဟုတ်ပြီနော်အဲ့လိုပေါင်းလိုက်လို့ရှင်သူကကိုရရင်ကိုနဲ့ပြတ်ဥပမာကွာဆရာမတို့ကတစ်ခွန်နှစ်ရှစ်ဆိုတဲ့ဂိမ်းကိုတစ်ခွန်နှစ်ရှစ်ဆိုတဲ့ဂိမ်းကိုအဲကိုနဲ့စားလို့ပြတ်မပြတ်စဉ်းစားကြည့်ချင်တယ်ဆိုလို့ရှင်ဆရာမတို့သူ့ကိုပေါင်းချင်လိုက်မယ်ခွန်ရဲ့တစ်ရက်ပေါင်းတော့ရှစ်ရှစ်ရက်နဲ့ပေါင်းတော့တစ်ဆယ်တစ်ဆယ်ရဲ့ရှစ်ရက်ပေါင်းဆယ်ရှစ်ဆယ်ရှစ်ဆိုတာကတစ်အပေါင်းရှစ်ဆိုတော့သူကကိုဒါဆိုတော့ဒီဂိမ်းကြီးကိုနဲ့စားလို့ပြတ်တယ်အဲ့တော့ကိုပေါင်းလက်ကကိုရလို့ရှင်ဘာနဲ့ကောစားလို့ပြတ်မလဲဆိုတော့၃နဲ့လဲစားလို့ပြတ်တယ်ပေါ့ ဟုတ်ပြီနော်ဒီလိုလေ့စင်စားကြည့်ပါမယ်တဘာဝကိန်းတစ်ခုတွင်ပါရှိသည့်ကိန်းကနဲဤနောက်ဆုံးပေါင်းလက်သည်ကိုဖြစ်လျင်ထုတ်ကင်းကိုကိုဖြစ်စားရပြက်သည်အဲ့တော့ဒီမှာဒီဘက်မှာတော့ဆံမတော်ဒီပေါင်းလက်က3ရက်6ရက်9ရက်ဆိုရင်3နဲ့စားလို့ပြက်တယ်ဒီဘက်မှာကပေါင်းလက်ဒီကိုဖြစ်နေမယ်ဆိုလို့ရှိရင်သူ့ကို9နဲ့စားလို့ပြက်တယ်လေ့ကျင့်ခန်းနဲ့တသမ3ကနံပါတ်7အောက်ပါတော့ကိုတုတ်ဒဆောက်ဝဲကိန်းခွဲပြပါအဲ့တော့ဆံမတော်တုတ်ဒကိန်းရတဲ့အချီခွဲပေးမယ် ကာကြီးက28 28ဆိုအရင်ဦးဆုံး2အမြနှစ်14လီအဲ့တော့ထက်ခွဲမယ်နှစ်ကိုဒီတိုင်းရေးမယ်14ကိုထက်ခွဲနှစ်9လီ14အစံဆရာမတို့ကဒီမှာဆက်ပြီးခွဲလို့မရတော့ဆိုတော့အဖြေသည်နှစ်အမြောက်နှစ်အမြောက်ခွန်ငောခွေ54 ဲ့တော့54ဆိုတာဒီနှစ်အမြောက်နှစ်နဲ့ဘာနဲ့မြောက်54ရတယ်လဲဆိုတာမသိလို့ရှင်အပြင်မှာစာကြည့်ပါနှစ်အမြောက်29နှစ်အမြောက်29ဆိုတာနှစ်နဲ့စားလို့မပြတ်တော့ဆရာမတို့3နဲ့စဉ်းစားမယ်အဲ့တော့3 9လီ29ညမချက်ပြီးခွဲလို့ရတာ9ရှိတယ်9ကိုချက်ခွဲမယ်နှစ်အမြောက်3အမြောက်3 3လီ9 အဲ့တော့ဒီတော့စင်မတို့ဆက်ပြီးခွဲလို့မရတော့ဘူး54ကိုခွဲလိုက်တော့နှစ်အမြောက်3အမြောက်3အမြောက်3နောက်တစ်ခုကငယ်95အဲ့တော့95ဒီစင်မတို့ကဘာနဲ့မှပြက်မလဲ9နဲ့ဆုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့9နဲ့ပဲစားလို့ပြက်မယ်အဲ့တော့မရလို့ရှိရင်အပြင်မှာစားကြည့်ပါနော်95နဲ့9ဘယ်နဲ့လီဝင်လို့ရတယ်လဲဆိုတာမသိရင်9တက်လီ9 45 59 45ဟုတ်ပြီနော်ဒီတော့၃ညအဲ့တော့95ကိုဆရာမတို့ခွဲမယ်9အမြောက်19အဲ့တော့9ကိုလည်းချက်ခွဲလို့မရတော့ဘူး19ကိုလည်းချက်ခွဲလို့မရတော့ဘူးအဲ့တော့ဒီအသူ့ရဲ့အဖြစ်ကဒါပဲရမယ်ဟုတ်ပြီနော်ဂါကြီးဂါကြီးက100အဲ့တော့တရားကိုဆံမရော2နဲ့ခွဲလို့ရတယ်9နဲ့ခွဲလို့ရတယ်ဒါပေမဲ့ဆံမရော2နဲ့ပဲခွဲမယ်2အမြောက်50 50နဲ့လိတရားဟုတ်ပြီနော် ဲ့တော့နှစ်အမြောက်သူ့ကိုလည်းနှစ်နဲ့ပဲခွဲမယ်ဘာဖြစ်လို့လဲဆိုတော့ဆရာမတို့ကနှစ်တေသုံးနေဖြစ်တဲ့ဒီတုဒ္ဒဂိင်းနေလူချင်းလို့နှစ်အမြောက်နှစ်အမြောက်ဟုတ်ပြီလား20နဲ့ဟာနောက်တစ်ခုနှစ်အမြောက်နှစ်25ဆိုတာ9နဲ့ပဲခွဲလို့ရမယ်9 9 20ဟာဒါဆိုရင်ဆက်ပြီးခွဲလို့မရတော့နှစ်အမြောက်နှစ်အမြောက်9အမြောက်ဟာနောက်ပြီးတော့နံပါတ်5တရား၈ ဲ့တော့တရား၈ဆိုတာကျမတို့ခုနကကျမတို့လေ့လာခဲ့တဲ့ဟာလေးကိုတုံးကြည့်လိုက်တဲ့ခါကျတော့ရှေ့ရဲ့တဲ့ပေါင်းတော့၉ဆိုတော့သူ့ကို၉နဲ့စာလို့ပြတ်တယ်။ဟုတ်ပြီနော်။၉နဲ့စာလို့ပြတ်တယ်ပြီးတော့ခါ၃နဲ့စာလို့ပြက်မယ်။နောက်တစ်ခုဒီဇုံကိန်းဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်နဲ့စာလို့ပြက်တယ်။အဲဆရာမတို့ကတော့နှစ်ကနေပဲစဉ်းစားမှာဆိုတော့နှစ်အမြောက်။နှစ်ငါးလီ၁၀နှစ်လေးလီ၈နှစ်အမြောက်၅၄။၅၄ကိုဆက်ဖွဲမယ်။နှစ်အမြောက်နှစ်အမြောက်နှစ်၂၈လီ၅၄။ စက်ခွဲမယ်နှစ်အံမြောက်နှစ်အံမြောက်ဒါကတော့3 6လီ29ကိုကိုစက်ခွဲ2 into 2 into 3 into 3 into 3အဲ့ဘယ်နော်စာလုံး162အဘိနှစ်နဲ့စပြီးစဉ်းစားမယ်နှစ်အမြအဲ့တော့မရလို့ရှိရင်နှစ်အလီဆိုမယ်ပြီးတော့ နေရှိလီ76နှစ်တလီနှစ်အဲ့တော့162ကိုအပြင်မှာစားကျင်လဲရတယ်ဟုတ်ပြီ81ဆိုတော့ဆရာမတို့က3နဲ့မှာပဲပြတ်တော့မယ်3 29 3081အဲ့တော့မရရင်စားပါအဲ့တော့81ကိုဆရာမတို့3နဲ့စား346 27ကျန်3921နောက်ပြန်တော့အဲ့တော့3 29လီနဲ့အမြောက်3အမြောက်29 3နဲ့ပဲခွဲလို့ရမယ်3 9လီ29 နေအမြောက်၃အမြောက်၃၃လေးကိုအဲဆမရရတဲ့ဖြေက2 into 3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 နံပါတ်၄တက်၃၅တို့စကွဲကိန်းများအဖြစ်ပါဝင်သည့်အငယ်ဆုံးကိန်းကိုရှာပါစကွဲကိန်းခွဲလိုက်တဲ့အခါမှာရတဲ့အဖြစ်သည်၁ရ၃ရ၅ရပါမယ်တဲ့စကွဲကိန်းထဲမှာအဲ့ဒီပါတဲ့အငယ်ဆုံးကိန်းကိုရှာမယ်ဆိုတော့ဆရာမတို့က တေ့ရဲ့၃ရက်၅ရက်ကိုမြှောက်လိုက်လို့ရှင်ရပြီအဲ့ဒါဆိုတော့တစ်၃နေရ၃၃၅၄ရ၅အဲ့တော့ဆမ်မရရရဲ့ဖြစ်က15ပဲဖြစ်မှာပေါ့အဲ့တော့တစ်၃၅တို့စာဝဲကိန်းများစာဝဲကိန်းနေအဖြစ်ပါဝင်နေသည့်ဂိမ်းမှာတစ်အမြောက်သုံးအမြောက်ငါညီမြချင်း15ညာဘီနော်အဲ့တော့1 into 3 into 5 equal 15 မတော်အောက်ပါတို့ကိုတုဒ္ဒဆဝဲကိမြခွဲရတွင်လိုအပ်သောနေရာများ၌ကွက်လက်ဖြည့်ပါအဲ့တော့ဒီမှာဆင်မတို့ကလိုအပ်နေတဲ့နေရာမှာဖြည့်ပေးလိုက်ရုံပဲအဲ့တော့82ကိုဆင်မတို့က3ပေးထားရဲ3ရဲ့ဘာရဲ့82လဲအဲ့တော့မရရင်စားပါ82ကို3နဲ့စား3နဲ့6စနစ်ချင်း3လေး4စနစ်ဒါဆိုရင်သိပြီ3အမြောက်24 3အမြောက်24ရ82 24ကိုထပ်ခွဲမယ် 34 24ဟုတ်ပြီနော်၈ကိုထပ်ခွဲမယ်နှဲ၄လီ၈၄ကိုထပ်ခွဲမယ်နှဲအများနှဲဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာမတို့ရရတဲ့ gain ဒီ82ကိုခွဲလိုက်လို့ရတာဒီဒီဘက်ကတုံးတာ gain တွေကနှဲ3အများ3အများနှဲအများနှဲအများနှဲဆိုပြီးရရဟုတ်ပြီနော်ဟုတ်ပြီ462 462ကိုသူကဒီမှာ3စိန်မှာပေးထားတယ်အဲ့တော့462 3ပနက်လီ462လည်းမသိဘူးစကြည့်မယ် တောင်းတလီတောင်း၁၆ချက်၃၅လီ၁၅တချက်နဲ့ဆွဲ၃လေးလီ၁၂နဲ့ဒီတော့154ဟုတ်ပြီ154ဆိုတာ17နဲ့ဘာနဲ့မျှောက်ရင်154လေဟုတ်ပြီမသိဘူးဆိုလို့ရှင်စာကြည့်ပါ154ကို17နဲ့စာ17တလီ17 4ချက်4ဆွဲ17လေးလီ44 3ညအဲ့တော့အဖြေက14 14အမြောက်17အဲ့တော့14ကိုခွဲတာက1 94 14အဲ့တော့ကျမတို့ကနောက်ဆုံးကတုတ်တာဂိမ်းတွေကိုပဲစဉ်းစားမှာမို့လို့2 94 14လေကကြီးက2ဤပထမဆုံးဂိမ်းပထမစတူဂိမ်း10လုံးကိုရေးပါအဲ့တော့2ရဲ့ပထမစတူဂိမ်းအဲ့တော့ဒါကကလေးတို့ကသိပြီးသားပဲစတူဂိမ်းတွေလေ့လာခဲ့ပြီးပြီ2ဤဇမအဖြေက အတူပဲရေးတော့မယ်နှစ်ဤပထမဆုံးစရုပ်ဂိမ်းဆယ်လုံးမှဆိုရင်မမိကွန်းတရားကူလိုက်မယ်နှစ်ရဲ့စရုပ်ဂိမ်းကတော့နှစ်အလီဆိုသွားရုံပါပဲနှစ်တလီနှစ်နှစ်နယ်လီ၄နှစ်သုံးလီ၆နှစ်လေးလီ၈နှစ်ငါးလီ၁၀နှစ်၆လီ၁၂နှစ်ခုနှစ်လီ၁၄နှစ်ရှစ်လီ၁၆နှစ်ကိုးလီ၁၈နှစ်ဆယ်လီ၂၀တို့ဖြစ်သည်ပေါ့ရပြီနော်နောက်တစ်ခုကခါခွေ၃ဤပထမဆုံးစရုပ်ဂိမ်းဆယ်လုံးကိုရေးပါဆိုတော့ 3ဤပထမဦးဆုံးစရောဂိမ်းဆယ်လုံးမှာအဲ့တော့ကျွန်တော်တို့3အလီဆိုမယ်3အမြောက်1ပေါ့နော်3အမြောက်2 3အမြောက်3အဲ့လိုပဲ3လီလီ7 3ငါလီ35 3678 382434 39 30 30ို့ဖြစ်သည်။ဒါငယ်နည်းနည်း3လို့ဤပထမဘုံစရို့ဂိမ်း3လုံးကိုရေးပါ။ အဲ့ဘုံပါနေတဲ့ဟာတွေကိုကြည့်ပြီးတော့မှပထမဆုံး၃လုံးကိုပဲရေးပါတဲ့အဲ့တော့ summary မှာကြည့်လိုက်တော့6ဟုတ်ပြီနော်နောက်တစ်လုံးဆက်ရှာမယ်6ပြီးတော့7စနစ်ပြီးတော့78ဒါပြီးတော့ဆက်ရှာလို့ရှိရင်တော့ဒီမှာဆမ်မရော10လုံးစီပဲရေးထားတာမလို့3လုံးရပြီအဲ့တော့2နဲ့3ဤပထမဆုံးပုံစရတော့ gain 3လုံးမှာ6 7 8 9 10 6, 12, 18ဖြစ်တယ် နောက်တစ်ခုကဂါကြီးထိုးပုံစွဲဂိမ်းများနဲ့ပတ်သက်၍သင်မီတို့ကောက်ချက်ချနိုင်သည်နည်းတဲ့အဲ့တော့နှစ်နဲ့သုံးတို့ဤပုံစွဲဂိမ်းနေနဲ့ပတ်သက်ပြီးတော့မှဘလို့ကောက်ချက်ချလို့ရတယ်လဲဆိုတော့သူက6ရက်စရိုးဂိမ်းနေဖြစ်နေတာကိုတွေ့ရတယ်ဒါဆက်ပြီးရှာသွားလို့ရှင်6တလီ6 6 4နှစ်6 3 28 6 4 24 6 5 30ဆက်ပြီးတော့ရှိလို့ရတယ်ဟုတ်ပြီနော်ဒါဆိုလို့ရှင်နှစ်နဲ့ တုံးတို့ဤဘုံစရုပ်ဂိမ်းများခြင်း6ဒီအငယ်ဆုံးစရုပ်ဂိမ်းဖြစ်တာလည်းတွေ့ရတယ်6ရဲ့စရုပ်ဂိမ်းတွေဖြစ်နေတာကိုလည်းတွေ့ရတယ်ဟုတ်ပြီနော်အဲ့တော့ဆံမတို့ရေးမှာက2နဲ့3ဤနင်းနဲ့3တို့ဤဘုံစရုပ်ဂိမ်းများတွင် 6ဒီအငယ်ဆုံးပုံစံတော့ game ဖြစ်တယ်အဲ့တော့ဒီမှာတွေ့ရှိချက်ပေါ့နော်ကောက်ချက်ချကျင်တာကတော့အငယ်ဆုံး6 ဘုံစရောဂိမ်းဖြစ်တယ်အဲ့တော့ကလေးတို့နားလည်တဲ့အတိုင်းရေးလို့ရမယ်လို့ဆရာမတော်ထင်ပါတယ်အငယ်ဆုံးဘုံစရောဂိမ်းဖြစ်တယ်ဆိုတဲ့အကြောင်းကိုရေးလို့ရတယ်ထပ်ပြီးတော့ဘာရေးလို့ရသည်လဲဆိုတော့6ရက်စရောဂိမ်းနေဖြစ်နေတာတွေ့ရတယ်ဆိုတဲ့အကြောင်းကိုရေးလို့ရတယ်နောက်တစ်ခုကဒီ3လုံးလုံး6ရက်7ရက်18ရက်ကိုနှစ်နဲ့လဲစားလို့ပြတ်တယ်3နဲ့လဲစားလို့ပြတ်တယ်ဆိုတဲ့အချက်ကိုလည်းထည့်ရေးလို့ရဒီမှာဆရာမက3ချက်ပြောလိုက်တယ်ပေါ့နော်ကိုကြိုက်တဲ့အချက်ကိုရေးပါအဲ့တော့တကယ်လို့ဆရာမတို့ကအဲဒီ နက်နက်သုံးလို့ဤဘုံစရိုဂိမ်းများသည့်6ဤစရိုဂိမ်းများဖြစ်နေခြင်းကိုတွေ့ရှိရသည်လို့ယင်လည်းရသလိုနက်နက်သုံးဖြစ်စားရွေးပြတာကိုတွေ့ရသည်လို့လည်းရှိလို့ရတယ်ဟုတ်ပြီနော်နံပါတ်5 30အောင်ငယ်သောဇုံဂိမ်းတို့ကိုရေးပါ ဟုတ်ပြီပြီးတော့အဆိုပါဆုံးဂိမ်းတို့အနေနဲ့မိဒီတို့ကိုငါဖြက်စားရွေးပြက်မိနီးတဲ့ဟုတ်ပြီအဲ့တော့ဆက်မလို့ရေးလိုက်မယ်30အောက်ငယ်သောဇုံဂိမ်းများမှာကလေးတို့ကမိကွန်းတွေရခုမယ်30အောက်ငယ်သောဇုံဂိမ်းများမှာအဲ့တော့ဇုံဂိမ်းတွေကိုရေးမယ်ဇုံဂိမ်းတွေပေါ့နော်4 6 7 10 12 13 14 15 16 17 18 19 20 နှစ်၄နှစ်၆နှစ်၈အဲ့တော့30ရောက်ငယ်တော့ဆိုတော့ဒီ ठी ပဲရေးလို့ရမယ်28တို့ဖြစ်သည်အဲ့ဒီထဲမှာမမိဒီတို့ကို9ဖြစ်စား၍ပြက်မီနီအဲ့တော့9ဖြစ်စား၍ပြက်တဲ့ဂိမ်းကိုဆက်မလို့ရှာကြည့်မယ်အဲ့တော့9နဲ့စားလို့ပြက်တာကစုံဂိမ်းထဲမှာဆိုရင်10ပြီးတော့မှ20ဒါပဲရှိမယ်အဲ့တော့9ဖြစ်စား၍ပြက်တော့ဂိမ်းများမှာဆက်ရေးမယ်နော် နာဖြစ်စား၍ပြတ်တော်ကိန်းများမှာတဆယ်နဲ့နဆယ်တို့ဖြစ်တယ် 6ဇယားတွင်ပထမဆုံးတိုင်ရှိကိန်းများသည်ជីကိန်းများဖြစ်ပြီးပထမတန်းရှိကိန်းများသည်စားကိန်းများဖြစ်သည်စား၍ပြက်လျင်အမှန်ပြ၍မပြက်လျင်အမှားပြပါဟုတ်ပြီအဲ့တော့ဒီဇယားထဲမှာဇယားမှာပထမဆုံးတိုင်ဒီတိုင်မှာရှိတဲ့ဟာတွေကဘာတွေလဲဆိုတော့ជីကိန်းနေဒီဘက်ကဟာတွေကជីကိန်းနေပြီးတော့မှဒီတန်းကဟာတွေကပထမတန်းမှာရှိတဲ့ကိန်းတွေဟာစားကိန်းတွေဖြစ်တယ်တဲ့စားလို့ပြက်လားမပြက်ဘူးလားဆိုတာကိုသိပြီးလို့ရှိရင်အမှန်ချက်ပေးပါတဲ့ဟုတ်ပြီနော် အဲ့တော့ဆမ်မရိုက84ကိုနှစ်နဲ့စားမယ်84ဆိုတာစုံကိန်းဖြစ်တဲ့အတွက်ကြောင့်နှစ်နဲ့စားလို့ဖြစ်တယ်84ကို3နဲ့စားမယ်ပေါင်းကြည့်မယ်8ရဲ့4ရဲ့ပေါင်းတော့7 7နဲ့ဆိုတာက1အပေါင်းနဲ့ဆိုတော့3အဲ့တော့သူကလည်းအမှန်ချက်9နဲ့မစုံ3ညနဲ့မစုံဆိုတော့သူကအမှားချက်ပေါင်းချင်းက၃မဲရရယ်၉မရဘူးအမားချက်0နဲ့မစုံဘူးအမားချက်၁၀နဲ့စားလို့မပြတ်ဘူး။ဟုတ်ပြီဒါကစုံကိန်းနှစ်နဲ့စားလို့ပြတ်မယ်။ နဲ့3လေးပေါင်းလိုက်တဲ့ခါကျတော့4ရရဲဆိုတော့3နဲ့စားလို့မပြတ်ဘူး9နဲ့လည်းမရအောင်5နဲ့လည်းမရအောင်10နဲ့လည်းမရအောင်နှစ်နဲ့ငါစုံကိန်းမဟုတ်တော့3နဲ့စားလို့ sorry နှစ်နဲ့စားလို့မပြတ်ဘူးပေါင်းလိုက်မယ်နှစ်ရဲ့နှစ်ရဲ့က4 4ရဲ့5ရဲ့က6ဒါဆိုလို့ရှိရင်သူက3နဲ့စားလို့ပြတ်တယ် အဲ့တော့9နဲ့လဲစားလို့ပြက်မယ်9နဲ့ဆုံးတော့9နဲ့လဲစားလို့ပြက်တယ်10နဲ့မပြက်ဘူးဟုတ်ပြီ350 350ဆိုတာစုံကိန်းဖြစ်တဲ့အတွက်ကြောင့်မလို့2နဲ့စားလို့ပြက်မယ်9ရဲ့3ရဲ့ပေါင်းတော့8 3နဲ့စားလို့မပြက်ဘူး3ညနဲ့ဆုံးတဲ့အတွက်ကြောင့်9နဲ့စားလို့ပြက်တယ်ပြီးတော့မှပေါင်းလိုက်တော့8ဆိုတော့မပြက်ဘူးသူကပြက်တယ်ဟုတ်ပြီစုံကိန်း2နဲ့စားလို့ပြက်မယ် ဟုတ်ပြီနော်အဲ့တော့ပေါင်းလိုက်မယ်3ရက်7ရက်ပေါင်းတော့4 4ရက်6ရက်10 10ရက်8ရက်က18 18ဆိုတာ1အပေါင်း8ဆိုတော့9 9ဆိုတော့3နဲ့လည်းပြည့်9နဲ့လည်းပြည့်9နဲ့လည်းမပြတ်ဘူး10နဲ့လည်းမပြတ်ဘူးဟုတ်ပြီနော်4ဆိုတာဒီစုံကိန်းအဲ့တော့အမှန်ချက်နဲ့နဲ့စာလို့ပြတ်မယ်3နဲ့ကပေါင်းကြည့်လိုက်6ရက်3ရက်9 9ရက်4ရက်က13 ဟုတ်ပြီနော်73ဆိုတော့သူကမပြတ်တော့အောင်အဲ့တော့ဒီနေရာမှာအမဒါလဲ9လဲအမ9လဲအမ10လဲအမ cross ဟုတ်ပြီနော်ဟုတ်ပြီဒါကစုံကင်းအမှန်ချက်ရှေ့ရ9 10 10အပေါင်း33 73အပေါင်း25 25ဆိုတာဒီ1အပေါင်း5ဆိုတော့6 6ဆိုတော့စားလို့ပြက်မယ်9နဲ့မပြက်ဘူး9နဲ့လည်းမပြက်ဘူးပြီးတော့10နဲ့လည်းမပြက်ဘူးဟုတ်ပြီနောက်တစ်ခုက9ထား ကိုတောင်ဆိုတာကစုံကိန်းဖြစ်တဲ့အတွက်ကြောင့်နင့်နဲ့စားလို့ပြက်မယ်။ပေါင်းလိုက်တော့9ဆိုတော့3နဲ့လည်းပြက်မယ်။ဒီတော့9နဲ့လည်းပြက်မယ်။3ညနဲ့ဆုံးတော့9နဲ့လည်းပြက်တယ်။10နဲ့လည်းပြက်တယ်။နောက်ပြီးနောက်တစ်ခုဒါကစုံကိန်း6နဲ့ဆုံးတော့စုံကိန်းပေါင်းလိုက်မယ်။10ဆိုတော့18 18ရဲ့3အာ sorry တရရဲ့8ရဲ့ပေါင်းတော့9 9ရဲ့3ရဲ့ပေါင်း12 12ရဲ့6ရဲ့ပေါင်း ဆက်ရှိဆက်ရှိဆိုတာကတက်ပေါင်းရှိဆိုတော့ကိုကိုဆိုတော့၃နဲ့လဲစားလို့ပြင်မယ်၉နဲ့လဲစားလို့ပြင်မယ်မငါနဲ့မပြတ်တော့ဘူး၁၀နဲ့မပြတ်တော့နောက်တစ်ခု၆နဲ့ဆုံးနေဆိုတော့သူကစုံကိန်းဖြစ်လို့၂နဲ့စားလို့ပြင်မယ်ဟုတ်ပြီဆက်ပြီးတော့ကြည့်မယ်ပေါင်းကြည့်လိုက်မယ်၄ရက်၁ရက်ပေါင်းတော့၅၅ရက်၈ရက်က73 73ရက်၅ရက်က78ဟုတ်ပြီနော်78ရက်ပေါင်းခွန်က25 25ပေါင်း6ပါ31 31ဆိုတာက ပေါင်းလိုက်တော့400ဒါဆိုလို့ရှိရင်သူက3နဲ့လည်းမပြည့်9နဲ့လည်းမပြည့်နောက်က6နဲ့ဆုံးနေတော့9နဲ့လည်းမပြည့်ဘူး10နဲ့လည်းမပြည့်ဘူးဒါပြီနော်ဒီတော့ဆမတို့ဒီနေ့သွားခဲ့တယ်လေချံဖန်နဲ့တမတော်ပြီးတော့ရှေးကဆမတို့အလေလာခဲ့တယ်သုဒ္ဓဆောက်ွယ်ကင်းနေခွဲတာကိုကလေးတို့ကောင်းကောင်းလေးရသွားပြီလို့ထင်ပါတယ်ဒီတန်ကားစာကိုဒီမှာရက်ပြီးတော့နောက်တန်ကန်းစာကိုနောက်ဗီဒီယိုတွေမှာဆက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်